အားလုံးပဲမင်္ဂလာပါအတန်းတော်နိုင်ငံရေဒီယိုစီးရင်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မြမတံတော်ဒီပြည်သူလူထုအတွင်းမှာပေါက်ဖွားလာပြီးကမှလွတ်လပ်ရေးကြိုးပမ်းမှုအစဉ်အဆက်မှာတရေတီလာခဲ့သည့်တခုတည်းသောအဖွဲ့အစည်းကြီးဖြစ်ပါတယ်နေချစ်စံရင်ဖက်စစ်တော်လှန်ရေးတိုင်းပြည်လွတ်လပ်ရေးနိုင်ငံတော်ကာကွယ်ရေးတာဝန်များနဲ့လက်ရှိဖြစ်ပေါ်နေသောတိုက်ပွဲတိုက်ပွဲများကိုဆင်နွှဲပြီးကမှဖြစ်တည်လာသောတမိုင်းအစဉ်လာကြီးသောတံတော်ဖြစ်ပါတယ် ို့လည်းဤကြိုးပမ်းမှုနဲ့တူဖြစ်ပေါ်လာသည်နိုင်ငံရေးယုံကြည်ချက်လမ်းစဉ်ဝါဒစသည့်ကွဲလည်သည့်အချက်အလက်များကိုနေချေများဤသွေးခွဲခဲ့သည့်စနစ်တို့ကြောင့်အကျိုးဆက်များဖြစ်သည့်အလျောက်ပြည်တွင်းတောင်းကျမှုများလက်လက်ကင်ပလိပိခါများကိုတံမတော်သည့်ပြည်သူလူထုနှင့်ပူးပေါင်းမိကမှတိုက်ဖြတ်နှိမ်နှင်းခဲ့ရပါသည်တံမတော်သည်နှစ်ပေါင်း80နီးပါးကြုံတွေ့ခဲ့သည့်ပြည်တွင်းပလိပိခါများကြောင့်စီရေးအတွေ့အကြုံများမြောက်များစွာရရှိခဲ့သည့် တည်ငြိမ်မှုမရှိသည့်မြန်မာနိုင်ငံ၏အခြေအနေများကြောင့်မလွဲသာမရှောင်သာပတ်ဝန်းပတ်သက်ကျင်နေခဲ့ရသဖြင့်ခါသီသောနိုင်ငံ၏အတွေ့အကြုံများလည်းတနည်းတစ်ခုရရှိနေပြီဖြစ်ပါတယ်။မြန်မာနိုင်ငံ၏တမိုင်းကြောင်းတစ်လျှောက်တွင်ဖြစ်ပျက်ခဲ့သည့်များတိုးတက်ဖြစ်ပေါ်လာခဲ့ကြသည့်များမှာနိုင်ငံတော်အနာဂတ်အတွက်ယူထက်လျင်တန်ဖိုးမဖြစ်နိုင်သောတမိုင်းသင်ငန်းစာများပင်ဖြစ်ပါတယ်။1948ခုနှစ်မှ1962ခုနှစ်ကာလများအထိဖြစ်ပျက်ခဲ့သောအခြေအနေများသည့်၎င်း 1962ခုနှစ်မှာ1988ခုနှစ်ဒီကာလအတိုင်းဓာတ်ဒီဖြစ်ပေါ်ခဲ့သောနိုင်ငံဖြစ်ရများသည့်က၎င်း1988ခုနှစ်မှာ2010ပြည့်နှစ်အထိကာလများသည့်၎င်း2010ပြည့်နှစ်မှာမျက်မှောက်ကာလများအခြေအနေများသည့်၎င်းတစ်ခုနဲ့တစ်ခုကြောင်းကျိုးဆက်ဆက်ကဖြစ်ပေါ်လာလေရှိတဲ့ကိတုကာလနဲ့တစ်ခုနဲ့တစ်ခုအခြေအနေအလိုက်ပြောင်းလဲဖြစ်ပေါ်အပြောင်းလဲရှိကြောင်းတွေ့နေရပါတယ် မြန်မာတံတော်ဒီဖြတ်တန်းလာခဲ့တော့တမန်ကျောင်းအတလျှောက်တွင်အမျိုးသားရေးယုံကြည်ချက်ခံယူချက်ပြည့်ဝသောလွတ်လပ်ရေးကြိုးပမ်းမှုလွတ်လပ်ရေးအချုပ်ချာအာဏာထိန်းသိမ်းဆောက်ရှောက်မှုတို့ကိုအသက်သွေးချွေးပေါင်းများစွာပေးဆက်ပြီးကမှတွန်းလှန်ကာကွယ်ဆောင်ရှောက်ပေးခဲ့ရှိပါတယ်။တမလိုသမားသည့်နိုင်ငံတော်နှင့်နိုင်ငံသားများအလုံးအပေါ်တွင်အသက်ပေး၍တစ္ဆာစောင့်တည်မှုများဖြစ်ပြီးကမှနိုင်ငံတော်ကာကွယ်ရေးတာဝန်လေ့ကျင့်ရေးတာဝန်နှင့်ပြည်သူအချို့ပြုတာဝန်များကိုထမ်းဆောင် လျက်ရှိနေကြသည်များဖြစ်ပါတယ်နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အနိုင်ဆုံးအဆင့်ပြည်သူလူထုကိုကာကွယ်ရေးအမြင့်ဆုံးအဆင့်နိုင်ငံတော်အမျိုးသားရေးတာဝန်များဖြစ်သည့်ထိုးတောင်အရေးသုံးပါးကိုကာကွယ်ရေးစောင့်ရှောက်ရေးတို့ပင်ဖြစ်ပါတယ်မြန်မာကာလာနိုင်ငံရဲ့အခြေအနေများဒီ2020ပြည့်နှစ်ရွေးကောက်ပွဲတွင်မဲမသမာမှုများဖြစ်ပေါ်ခဲ့ပြီးတော့နိုင်ငံတော်အာဏာကိုမသမာသောနိလန်များဖြင့် NLD ပါတီသည်အာရမရယူရန်ကြိုးပမ်းခဲ့သောကြောင့် တမတော်ကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီနိုင်ငံတော်တာဝန်များကိုထိမ့်သိမ်းစောင့်ရှောက်နေရခြင်းဖြစ်ပါတယ်နိုင်ငံတော်တာဝန်များကိုစတင်ထမ်းဆောင်ခဲ့ချိန်မှာစ၍စူပူမျိုးနောက်စူပူမှုများကြုံတွေ့ခဲ့ရတော့လေနောက်ပိုင်းတွင်အကြမ်းဖက်သမားများကအပြစ်မဲ့ပြည်သူများကိုလုံခြံတပ်ဖြတ်ခြင်းစည်ရေးပြစ်မှတ်မဟုတ်သည့်အရက်ဖက်နေရများကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်လာခြင်းတွေဖြစ်ပါတယ်ဖြစ်ပေါ်လာသောအကြမ်းဖက်တိုက်ခိုက်မှုများသည့်နိုင်ငံရေးရည်ရွယ်ချက်ရှိရှိဖွဲ့စည်းထားသော NLD တစ္ဆေပေါ့လော့ကောင်များဖြစ်တဲ့ NUG မှပေါ်ဖွားလာသောအကျန်းဖက် PDF အမြေခံအကျန်းဖက်အဖွဲ့အစည်းများနဲ့၎င်းတို့ကိုကူညီခဲ့သောတခြားသောတိုင်းဒေသလက်နက်ကိုင်ပေါင်းချမ်းသူစစ်သေးကြွရာဇဝတ်ဂိုင်းကောင်းဆောင် E EAO အဖွဲ့များကြောက်ပင်ဖြစ်ပါတယ်အကျန်းဖက်သမားများသည်အာနာရှင်တိုက်ဖြတ်ရေးဟုကြွေးကြော်တိုက်ခိုက်နေကြသည်ဆိုတော့လေ လက်တွေ့တွင်၎င်းတို့ကိုယ်တိုင်တည်ပြစစ်ဘရင်ကိုကျိုးရှာအမျက်ထုတ်သူများ ဖြစ်နေသည်ကိုမြင်တွေ့ရနေပါသည်ဤနိုင်ငံမှာနေဤနိုင်ငံကရေကိုတောက်ပြီးတော့ဤနိုင်ငံကအပြစ်မဲ့တိုင်းသားမိဘပြည်သူများကိုနှီးမျိုးမျိုးဖြင့်ဆင်းလဲကောက်ကျစ်ကောက်ချစ်စင်လေဒုက္ခပေးနေကြသောတိုင်းရင်သားလက်နက်ကင်တောင်းချမ်းသူစစ်သွေးကြွများသည့်အမျိုးသားတစ်စပေါင်းများဖြစ်ကြယုံသာမက၎င်းတို့အသက် ဆက်ရက်တီနိုင်ရေးအတွက်နီလန်အမျိုးမျိုးဖြင့်တိုင်းပြည်ကိုနှောက်ရှက်ဖြစ်စေနေမှုများကနိုင်ငံတော်အတွက်အံ့လျေကြီးမားလှပါသည်တံပရောသားတို့သည်အမျိုးသားသစ္စာဘောက်အဖြစ်သမားပေါင်းညမ်းသူများနှင့်ရင်ဆိုင်ကြသည့်တိုက်ပွဲများ၌နိုင်ငံတော်ငါနိုင်ငံတော်ငါနိုင်ငံသားငါအမျိုးသားရေးအတွက်ဟူသောခိုင်မာသောတန်ရိတ်ထံများစိတ်ဆွဲသံစွာဖြင့်ရဲဝံဆွံစွာသောတိုက်ခိုက်ခဲ့ကြသည့် ဖြစ်ပါတယ်။စွန့်လွတ်စွန့်စားကတိုက်ခိုက်ခဲ့ကြပါတယ်။တံမတော်သည်ဒီမိုကရေစီနိုင်ငံတကျပြဋ္ဌာန်းထားသောဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ခြင်းတနည်းအားဖြင့်ပြည်သူလူထုလိုလားတောင်းတရရှိသည့်ဒီမိုကရေစီစနစ်ကိုထိန်းသိမ်းစောင့်ရှောက်နေခြင်းဖြစ်သည်။တံမတော်၏အဓိကတာဝန်ဖြစ်သည့်နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်၍ တမိုင်းကြောင်တစ်လျှောက်တွင်နိုင်ငံတော်ကိုအသက်သွေးချွေးပေါက်အမြုံများပေးဆက်ကာကာဝယ်ဆောင်လျှောက်ပေးလေရှိနေတာတမ်ဘောအဖွဲ့အစည်းပင်ဖြစ်ပါတယ်တမ်ဘောသည်အလိုလားဆုံးဆန္ဒမှာငြိမ်းချမ်းရေးပင်ဖြစ်သည် တမ်ဘောသားများ၏အလိုလားဆုံးဆန္ဒမှာလည်းငြိမ်းချမ်းရေးပင်ဖြစ်ပါသည်ထာဝရငြိမ်းချမ်းရေးကိုတိဆောက်နိုင်ရန်တိုင်းရင်းသားလက်နက်ကိုင်တောင်းကျမ်းသူစစ်သွေးကြအဖွဲ့များဖိတ်ခေါ်၍ဆွေးနွေးအပြေရှာခဲ့ကြတော့လေ ငင်းငယ်နီလန်းကိုအခွင့်ကောင်းယူပြီးကကျမတိုင်းသားလက်နက်ကင်တောင်းကျန်းသူစစ်သွေးကြွတချို့ကတော့တိုက်ပွဲများဖော်ဆောင်ရရရှိနေပါတယ်။အကြမ်းဖက်သမားများကအဖြစ်မုံလုံရက်များကို လုတ်ကင်လာက တိုင်းပြည်ကိုဖျက်ဆီးတိုင်းဖြစ်ပြည်ဖြက်အလုပ်တွေလုပ်လာကြပါတယ်။နိုင်ငံတော်အစိုးရရှေ့လုပ်ငန်းစဉ်၅ရက်မှာနောက်ဆုံးအချက်တွေအရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနဲ့အညီဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့ညီလွတ်လပ်၍တရားမျှတသောပါတီသုံးဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုပြန်လည်ကျင်းပ၍အနိုင်ရသည့်ပါတီအားဒီမိုကရေစီစံချိန်စံနှုန်းများနဲ့အညီနိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဟုအတိပေးထားပါသည်ပြီးခဲ့ဒီမလာ9ရက်နေ့ကနိုင်ငံတော်အကြီးအကဲဘီလာရုသမ္မတမီဒီယာများနဲ့တွေ့ဆုံရင်မှာလွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲကို2025ခုနှစ် ဇန်နဝါရီလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီ sorry ပြည်ကဒီမလာခုနှစ်ရက်နေ့ကနိုင်ငံတော်အကြီးအကဲနဲ့ဗီလာတို့တမနာတို့မီဒီယာများနဲ့တွေ့ဆုံစဉ်လူ့ရဲရေးတရားမျှတသည့်ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလအစောဆုံးကျင်းပပေးနိုင်မြန်အတိအလင်းကြေညာထားခဲ့ပြီဖြစ်ပါတယ် လွတ်လပ်ပြီးတရားမျှတဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးစောလင်းစွာဆောင်ရွက်နိုင်ရေးအတွက်အထူးကလိုအပ်ချက်မှာတိုင်းပြည်တည်ငြိမ်အေဂျင်တာအပြင်ဖြစ်ပါတယ်။တိုင်းပြည်တည်ငြိမ်အေဂျင်တာအတွက်အပြတ်မောက်လို့ရအကျမ်းပတ်လို့ရမှန်သမျှကိုဝိုင်းဝန်းကာကွယ်တိုက်ဖြတ်ကြရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံဒီတမိုင်းကြောင်းတလျှောက်လူမျိုးရေးပုတ်ကိုရေးရှည်တန်းတင်မှုများလူမျိုးဆက်အခါရကြီးမှုများနဲ့နိုင်ငံရေးဂိုင်းကဏ္ဍကွဲမှုများနေချက် လဟောင်းလက်တို့ရဲ့သွေးခွဲတက်ရှုံမှုများနိုင်ငံရေးပရောဂပယောဂများကြောင့်တိုင်းပြည်ဒင်းကြီးအေဂျင်တာမှုပြက်ပြားပြီးကြကြမှာလက်နက်ကင်ပြည်ပခံများပုံမူကြီးထွားလာသည်မှာနှစ်ပေါင်း80နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပါတယ်၎င်းပြည်ပခံများ၏စိုးမွေများကြောင့်တိုင်းပြည်အောက်ကျနောက်ကျရှေ့မရောက်အောင်ဖြစ်နိုင် ဖြစ်နေခဲ့တော်လဲနိုင်ငံတော်တည်ငြိမ်အင်းအင်းသာမှုကိုပြက်ပြောင်းအောင်ပြုလုပ်သည့်အကြံဖက်အဖွဲ့ NLD ခွေမျိုးဆက် CRPH NUG များ၏၎င်းတို့၏လက်ဝေခံအကြံဖက်တောင်းရန်သူ PDF အမိခံအကြံဖက်တမန်များနဲ့၎င်းတို့ကိုအပိအောင်မြောက်ပြုနေပြီးကကြမှပွဲလန်တို့ဖြာခင်းသည့်တိုင်းမလက်နက်ကင်တောင်းချမ်းတို့စစ်သွေးကြရာဇဝကိုင်းကောင်းဆောင်တို့ကိုတံမတော်နဲ့အတူပြည်သူလူထုနဲ့ပူလက်တွဲပူပေါင်း၍လုံးဝချုပ်ငင်းအမြင့်ပြတ်ချိန်မုံသွားကြရန်ပြုလုပ်ကြရန် လိုအပ်ပါတယ်တိုင်းပြည်တင်းကြီးအေးချမ်းသားရဝါပြောရေးကိုကျိုးပန်းဆောင်ရွက်ရာတွင်ပြည်အင်အားသည့်ပြည်တွင်းမှာသာရှိသည်ဆိုတဲ့စကားအတိုင်းပဲနိုင်ငံတော်အစိုးရတပ်မတော်နဲ့အတူတိုင်းသားပြည်သူများက လက်တွဲပူးပေါင်းဆောင်ရွက်နိုင်မှုများသည့်တိုင်းပြည်အေးချမ်းသားရေးတို့အဓိကသမကနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြီးမားသောအင်အားများပင်ဖြစ်ပါတယ်တိုင်းပြည်တည်ငြိမ်အေးချမ်းသာမှုဖွံ့ဖြိုးတိုးတက်မှုများမှ ပြည်သူများ၏လူမှုစီးပွားဘဝပုံပုံမြင်မှတိုးတက်လာနိုင်ရေးပင်ဖြစ်ပါတယ်။တိုင်းပြည်တည်ငြိမ်အေးချမ်းသာမှုပြပြပြီးဖြစ်စည်းမှုများညပြနေပါကပြည်သူများပင်ဒုက္ခဆင်းရဲအမျိုးမျိုးကြုံတွေ့နိုင်ပါတယ်။ထို့ကြောင့်နိုင်ငံတော်တည်ငြိမ်အေးချမ်းသာရေးတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုနိုင်ငံတော်အစိုးရနဲ့အတူတန့်ဖော်တော်ကအစွမ်းကုန်ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါတယ်။ 2025ခုနှစ်နှစ်80ပြည့်တန်ဘရော်နေ့အတွက်ဒူတောင်ဟာရေသုံးမကိုအစဉ်မြဲဥထိပ်ပန်းစင်ပြီးတန်ဘရော်ဤအဓိကဒုံငန်းကြီး၃ခုဖြစ်တဲ့နိုင်ငံတော်ကာကွယ်ရေးတာဝန်လေ့ကျင့်ရေးတာဝန်နဲ့ပြည်သူအကျိုးပြုလုပ်ငန်းများတာဝန်များကိုကြရအခမ်းအနားကဏ္ဍကနေအာသွန်ခွန်ဆိုင်ပါဝန်ဆောင်ရွက်နိုင်ရေးနိုင်ငံတော်ဖွံ့ဖြိုးတိုးတဲ့ရေးနဲ့လက်နက်ကိုင်ပလီဗီကာများချုပ်ငင်းပြီးကမှစစ်မှန်သည့်ထောင်ဝရငင်းချင်းရရှိစေရန်ဆောင်ရွက်ကြရရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့တိုင်းတိုင်းငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရဲသဘောတူညီချက်စာချုပ် NCA ပါသဘောတူညီချက်များအတိုင်းဥတီဆောင်ရွက်နိုင်ရေးနိုင်ငံတော်နဲ့နိုင်ငံသားများပေါ်ကြားရောက်လာနိုင်သည့်ဘေးအန္တရာယ်များမှာကာကွယ်ဆောင်ရှောက်နိုင်ရေးပြည်သူလူထု၏လူမှုစီးပွားဘဝလုံခြုံရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကိုပတ်ပေါင်းဆောင်ကကူညီဆောင်ရွက်ပေးရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်တော်စုကြီးပေါ်ပေါလာစီရေးနဲ့အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနဲ့အညီဆောင်ရွက်ပြီးစည်းပါကလွတ်လပ်ပြီးတရားမျှတသောပါတီတော်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးတက်မတော်ကလူအပ်သည့်အကူအညီများဆောင်ရွက်ပေးနိုင်ရေးဟူသည့်ချမှတ်ထားသောဥတီချက်၄ရက်ကိုအောင်မြင်စွာ အကောင့်အတွက်ပေါ်နိုင်စွာပေါ်စေရန်အတွက်တက်မတော်သည်အစိုးရနိုင်ငံတော်အစိုးရနဲ့တိုင်းသားပြည်သူများနဲ့အတူလက်တွဲပြီးကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိနေပါသည် နှစ်ရှစ်ဆယ်ပြည့်တံတော်နှင့်ဦးတည်ချက်များအကောင့်တွေပေါ်ဆောင်ရွက်ရာတွင်ပြည်သူလူထုတည်းရလုံးဤပူပေါင်းလက်တွဲဆောင်ရွက်နိုင်မှုအင်အားသည့်အဓိကအခန်းကဏ္ဍမှာပါဝင်ပါတယ်။နိုင်ငံတော်ကာကွယ်ရေးစောင့်ရှောက်နေသည့်တန်ရာပြည်သူများကလည်းအားတက်သရပါဝင်ဆောင်ရွက်နိုင်ရေးကျွန်တနှစ်တပူဆောင်ရွက်ပေးကြဖို့လိုပါတယ်။နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတိုင်းရင်းသားပြည်သူများ၏မျှော်လင့်ချက်ဖြစ်သည့်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးအတွက် ်နိုင်ငံတော်၏အဲ့ဒီမှာရည်မှန်းချက်ဖြစ်သည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်တံပေါ်တော်ကအစွမ်းကုန်ဆောင်ရွက်လျက်ရှိနေပါတယ်တံပေါ်တော်သည် အမိနိုင်ငံတော်ကာကွယ်ဆောင်ရွက်ရာတွင်တံပေါ်တော်သားတို့၏အသက်သွေးချွေးခန္ဓာခြေလက်အသက်များကိုမဆုတ်မနစ်ပိဆက်ရည်နိုင်ငံတော်နှင့်နိုင်ငံသားများနှင့်ပြည်ပပြည်သူများကိုပိဆက်ရည်တတိအခိုင်မှာပြနေခြင်းဖြစ်ပါတယ် ခေတ္တမိုင်းအဆက်ဆက်ငကိုတမိုင်းအဆက်ဆက်တွင်မြည်သည့်အဖွဲ့အစည်းများနဲ့မတူသောအနစ်နာခံမှုဆွန့်လွတ်ဆွန့်စားမှုများနဲ့တံမတော်သားများကဆွမ်းဆောင်ခဲ့ကြကြောင်းအလုတ်ဖြင့်တက်တည်ပြလျက်ရှိ၍ယုံမှတန်ရက်ပြုနိုင်မည်မဟုတ်ပါတံမတော်ကြီးစတင်ဖွဲ့စည်းခြင်းကလေးကနိုင်ငံတော်အတွက်တိုင်းသားပြည်သူများအတွက်ဖြစ်တဲ့ကဲ့သို့ပြစ်စုံကံကာလတွင်လည်းနိုင်ငံတော်အတွက်ပြည်သူအတွက် ပြီးပါပြည်သူတွေအတွက်ပင်ဖြစ်တည်ကိုတွေ့ရှိရပါသည်တာဝန်တော်ဒီမြန်မာနိုင်ငံရေးတမိုင်းကြောင်းတွင်ရရှိပြီးသောလွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာမဆုံးရှုံးစေရေးအတွက်အသက်သွေးချွေးပေါများစွာပြစ်ဆက်ခဲ့ပြီးဖြစ်ပါသည်နိုင်ငံရေးရည်စည်းကြောင်းများတွင်လည်းအနေထားအမျိုးမျိုးလိုက်ပါလာခဲ့ကြပြီးဖြစ်ပါသည်အချုပ်အခြာအာဏာဒီနဲ့ခံရရေးအတွက်ရှေ့တန်းစကမ်းများအသီးသီးနေမြေအသီးသီးတို့တွင်သူကြတတ္တိရှိစွာဖြင့် ရန်သူကိုခြိမှုန်းခဲ့ကြရသလိုနိုင်ငံတော်တိဆောက်ရေးဖွံ့ဖြိုးတိုးတက်ရေးကိစ္စရံများတွင်လည်းပြည်ပြည်ပြည်အကောင့်တွေပေါ်ဆောင်ရွက်ပေးရရရှိနေပါတယ်အထူးသဖြင့်နိုင်ငံတော်လွတ်လပ်ရေးမဆုံးရှုံးစေရန်ကာကွယ်စောင့်ရှောက်ခဲ့ကြသည့်ဟိုအမှန်ကိုအမှန်အတိုင်းအရှိကိုအရှိတိုင်းမြင်တတ်သိတတ်သူများအနေနဲ့တမ်ဘရိုဤဆောင်ရွက်ခြင်းများကိုကြိုးစားလက်ခံလာကြသလိုအစိုးမြုံဝါရီများနဲ့အဖြစ်သမားများကနိုင်ငံတော်အမျိုးမျိုးအဖုံဖို့နှောက်ယှက်နေသည်ကိုလည်းတွေ့ရှိနေရပါတယ် အချုပ်အားဖြင့်ဆိုရရင်တော့တောင်တော်သည်အတိတ်ကခါသေးသောသင်ငန်းစာများကိုတပွေတပိုက်ကြီးရယူပြီးတန်ရပြည်သူများ၏ဆန္ဒကိုဖြည့်ဆည်းပေးသည့်တန့်တော်အဖြစ်ရက်တည်လေးရဲ့ပြည်အောင်စုကြီးမပြုတ်ခွဲစေတန်ရစီရုံညီမှုမပြုတ်ခွဲစေရေးနိုင်ငံတော်အချုပ်ချာအာဏာတည်နှံခံမြေးဟူသည့်ဒုတောင်အရေးသုံးပေါက်ကိုကာကွယ်ဆောင်ရွက်ကငါနိုင်ငံတော်ငါနိုင်ငံသားငါအမျိုးသားအထွတ်ဟူသောရေးဝန်ဆွမ်းစားသည့်တန်ထိတ်ထန်စိတ်ထားများဖြင့် ထာဝရရှင်သန်ရက်တီလေးရှိသောတံပတော်ဖြစ်ကြောင်းပြောကြားလိုပါတယ်အားလုံးမကျေးဇူးများအိုက်တင်ပါတယ်နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ပါမယ်